အားလုံးပဲမင်္ဂလာပါရှင်လင်းမြင့်အင်ချမ်မီယာမမော်ပါမမော်ဒီနေ့ဒီလေးတစ်လုံးနဲ့မိတ်ဆက်ပေးပါရစေရှင်သူကအနီးစခန်းလက်ပံကုန်းထဲမှာရှိနေတဲ့ဒီအင်ကလေးပါပေ40 60အကျယ်ရှိတဲ့ဒီအင်ကလေးပေါ့နော်အမ်လက်ပံကုန်းလမ်းသွဲတစ်ထဲကနေလက်ပံကုန်းကတစ်ကနေ14လမ်းနီးရှိရောမမုံတို့ကဒီတစ်လမ်းနဲ့ပါတစ်လမ်းနဲ့ကနေဝင်လာလိုက်မယ်ဆိုရင်ရောက်နိုင်တဲ့ဒီအင်္ဂလိပ်ခြံရဲ့အကျယ်က40 60ပေါ့နော်ဒါပေမဲ့60ကိုပို့တယ်ပို့တယ်ဆိုတော့ဒီမှာကျုံး နေရာကြီးကအကျယ်ကြီးပဲအဲ့တော့40 60အပိုဘက်မှာရှိပါတယ်ဒီအင်္ဂလိပ်နဲ့မိတ်ဆက်ပေးပြစီရှင်အော်ခေါ်စီခေါ်စီလေးက3800ကိုညှိနိုင်ဆို2800ကိုစစ်မဲ့အင်္ဂလိပ်အဲ့တော့ဘလို့ facility ရေဘလို့ quality ရေနဲ့3000ကျော်ကလေးတွေအိမ်လေးတွေကခုနောက်ပိုင်းရန်ရှားပါသွားပြီရှားပါတဲ့မှာမှာတခုဖြစ်တဲ့ဒီအင်္ဂလိပ်ကိုမမကမိတ်ဆက်ပေးခြင်းလားตาလေးကအိမ်လေးထဲဝင်ဝင်ချင်းဒီမှာဆိုလဲတပြေပူသားပင်နေပါတယ်ဒီမှာဆိုလဲထင်းရှုပရိတာလေးစိုက်ထားပြီးရယ် flower box ကလေးတွေကပင်သားလေးမှာထည့်ပေးထားတယ်ဒီမှာမမွန်းတို့ကရက်ထားတယ် ဒီမှာဆိုလို့ရှိရင်လည်း ground up ပါပေါ့နော်ရင်ပြီးပြေဆုံးမှာမမုန်တို့ကရက်ထားတာတော့မပဲဒီမှာနေရ spacing ကျဲပါဆိုတော့ကားရက်မယ်ဆိုရင်နှစ်စီးနဲ့သုံးစီးကြားထက်ရက်လို့ရတဲ့အင်္ဂလိပ်ဖြစ်ပါတယ်ရှင်အဲ့တော့ဒီအားဆိုရင်ကားပါခင်နေရပါဒီဘက်မှာဒီလိုအခုံးကလေးနဲ့ဆိုရင်ကားနှစ်စီးသုံးစီးဒါလေးရက်လို့ရမယ်ပေါ့နော်ပြီးတော့ပတ်ပတ်လည်းမှာ radar စုကြိုးတွေကိုအပြေဝတက်ဆင်ပေးထားတဲ့အင်္ဂလိပ်အဲ့တော့ဒီအင်္ဂလိပ်ကိုသွားကြည့်မယ်လားဒါလေးကဗောဒန္တာနေရလေးအဲ့တော့အင်္ဂလိပ်ကမြောက်လက်လေးဆိုတော့ ရန်လာတယ်အိမ်လေးထဲဝင်ဝင်ချင်းမှာဆိုရင်တော့မမွန်တွေ့ရမှာက living room ခန်းကျယ်လေးပါ living room ဆိုလို့ရှိရင်လည်းအခန်း area ရဒီမှာ super city ရေးပါညာထားအဆင်ပြေရေပေါ့နော်အဲ့တော့အောက်မှာဆိုရင်တော့ကြည်ပြားတွေခင်းပေးထားပါတယ်ပြီးတော့ aluminum မှန်တကားတွေကိုတက်ဆင်ပေးထားပါတယ်ရှင်အဲ့တော့ living room ဒီဘက်ကနေလာလိုက်မယ်ဆိုရင်တော့ဒါလေးကစင်ကယ်ခန်းလေးပါရှင်။ဒီကလေးရဲ့စင်ကယ်ခန်းကိုရောက်မှဖြစ်ပါတယ်။ စီကေခန်းလည်းမြင်ရတဲ့အတိုင်းပဲပေါ့နော်ခန်း area ဆိုလို့ရှိရင်လည်းသူကလည်းသူချစ်ချစ်လေးလေးကလေးနဲ့မိသားစုတစုအေးအေးဆေးဆေးငွေအများကြီးမသုံးချင်ဘူးဆိုရင်မိသားစုတစုအတွက်ကြောင်း quality ကောင်းကောင်းလေးကိုရမှာပေါ့နော်ပြီးတော့ဒါလေးက RC အစ်စ်ပါရှင်အဲ့တော့ RC တိုက်ကောင်းကောင်းလေးလိုချင်ပါတယ်ဆိုရင်မမမေးစီတွေအတွက်ကြာ3000ကျော်လေးနဲ့ရမယ်အိမ်ကလေးပေါ့နော်ဒါလေးကဒုတိယမြောက် single ခန်းလေးအဲ့တော့ဒီမှာဆိုရင် living room ပါမယ် single နှစ်ခန်းပါမယ်အဲ့တော့ဒီဘက်ခြမ်းလေးသွားမယ် ။ဩလေကားအောက်မှာလဲလေ spacing နေရာကျတယ်သိလား။လေကားအောက်အဲ့တော့မမတို့ကဘာလို့လို့ရမလဲဆိုလို့ရှိရင်ဒီမှာ partition တွေနဲ့ကာချလိုက်မယ်ဆိုလို့ရှိရင် stabilizer တွေပါညာထားလို့ရမယ်နောက်ပြီးတော့ဖနက်စင်တွေပါညာထားလို့ရမယ်လေကခွင်အောက်ကျေတယ်ပေါ့နော်အဲ့တော့ဒီဘက်ချမ်းလေးကိုပြပေးပါမယ်ရှင်ဒါလေးက kitchen နဲ့ dining room မှာ kitchen နဲ့ dining room လည်းကျေတာပဲဒါလေးကကောင်တာပေးစင်နေရပြပေးဒီဘက်ချမ်းမှာဆိုရင် dining ဆပွဲထားလို့ရမယ်ပေါ့နော်မမတို့ကပြီးတော့ အနောက်မှာဆိုလို့ရှိရင်လည်းအရန်လာတဲ့ view တွေကိုမြင်ရမယ်အဲ့တော့ဒီဘက်ချမ်းလေးပြပေးမယ်ဒါလေးကတော့ common button wc ဖြစ်ပါတယ်ရှင်ဒါဆိုရင်ပေါ်တက်မှာပေါ်တက်တဲ့နေရာမှာဆိုလို့ရှိရင်လေဒီမှာလှေကားလက်ရံအောက်မှာဆိုရင်လေအသားတွေကိုသုံးပေးထားတယ်အဲ့တော့မမမတို့ပေါ်တက်ကြည့်ကြမလားဒါလေးကပေါ်ရန်တက်လာတာပေါ်တက်ကိုဝင်ဝင်ချင်းအော်ဒီဘက်ခန်းလေးရင်ပြပေးမယ်ဒါလေးကလည်း single ခန်းလေးပဲ ဒီပဲ channel ရအောင် master bedroom ဖြစ်ပါတယ်ရှင်။ဒီ master bedroom area ဆိုလို့ရှိရင်ကျကျလုံးလုံးရှိရဲ master bedroom ထဲမှာရှိနေတဲ့ bed and wc မှာလဲကိုယ်တိုင် basin shower ပစ္စည်းတွေ facility တွေပါသိမ့်ပါလိုက်တဲ့ facility တွေပြည့်စုံပါတယ်ပေါ့နော်။ master bedroom ထဲကနေဒီဘက်ဆက်ထွက်လာမယ်ဆိုရင်တော့ဒါလေးကဒုတိယမြောက် living room အနေနဲ့ပေါ်တဲ့ living room အနေနဲ့ထားတယ်အဲ့လိုမှမထားခြင်းဘူးဆိုလို့ရှိရင်လည်းမမလို့က shrine room အနေနဲ့ထားလို့ရတယ်ဒါလေးကတော့မမလို့က shrine room အနေနဲ့တည်တံ့ထည့်ထားပေးပေးမယ်ဒီ shrine room ကိုအိတ်ခမ်းတစ်ခန်းအနေနဲ့ထားလို့ရတယ်ပေါ့နော်အဲ့တော့ဒါဆိုလို့ရှိရင်အိတ်ခမ်းပို့သွားမယ်။ဒါမှမဟုတ်ရင်လည်း shrine room ကိုအိတ်ခမ်းဒီယာလေးကိုအိတ်ခမ်းနေနဲ့မထားဘဲနဲ့ဆိုရင်လည်းဖျားခမ်းနေနဲ့တည်တတ်ထားလို့ရတယ်။ဒါလေးကဒုတိယ second living room နေနဲ့မမလို့ထားလို့ရမယ်ပေါ့နော်။အဲ့တော့ဝရဏနေရာသားကြည့်မလား။ ုချင်ကတောင်းနေကြရသည်ဆိုတော့ကြည့်လိုက်တာနဲ့ပန်းကင်းယူအင်ရှင်းထွက်လိုက်တာနဲ့ဝရဏထွက်လိုက်တာနဲ့ပန်းကင်းမြင်ရမယ့်နေရာပေါ့နော်အဲ့တော့လေဒီကလေးကိုစိတ်ဝင်စားရင်ဒီကလေးကိုကြည့်ကျင်ခဲ့ဆိုလို့ရှိရင်မမုံတို့ရဲ့ limit ဖုန်းနံပါတ်39 40 60 999ဆက်သွယ်စုံစမ်းနိုင်လို့ limit page မှာလည်းစုံစမ်းနိုင်ပါတယ်မမုံရဲ့ကောက်မှာလည်းစုံစမ်းနိုင်ပါတယ်ရှင်ကြည့်ရှုပေးကြတဲ့အူတယောက်ချင်းစီအောင်ကျေးဇူးတူတင်ရှိပါ